ယူဘန်ဒူးကို installation လုပ်တဲ့အခါတွေ့တွေ့နေရတဲ့ trial ယူဘန်ဒူးဆိုတာကဘာလုပ်လို့ရတာလဲဆိုတာကဒီဗီဒီယိုမှာပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ trial ယူဘန်ဒူးပေါ့နော်အဲ့ယူဘန်ဒူး ISO file နဲ့ကျွန်တော်တို့ boost တွေလုပ်တယ် OS installation လုပ်ဖို့ပြင်ဆင်တဲ့အခါမှာ boot တက်လာပြီပေါ့အဲ့ဒီချိန်မှာကျွန်တော်တို့ဒီမှာမုံနှမျိုးရှိတယ် trial ယူဘန်ဒူးနဲ့ install ယူဘန်ဒူးဆိုပြီးတော့နှစ်မျိုးတွေ့ရလိမ့်မယ်အဲ့ဒီချိန်မှာကျွန်တော်တို့ဒီမှာ install ubuntu ဆိုပြီးတော့တခါလေ ubuntu ကိုရေးရေးသွားတယ်ပေါ့နော် ဒါပေမဲ့ဒီ try ubuntu မှာလုံဆောင်လို့ရတဲ့လုံဆောင်ချက်တွေကအများကြီးရှိတယ်။ sign တစ်ဆိုင်မှာဈေးသွားဝယ်တယ်ပေါ့။အင်းသွားဝယ်တယ်ပေါ့။ engine တစ်ထည့်ကိုသွားဝယ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုနဲ့တော်မတော် line မလိုက်ကိုကျွန်တော်တို့ sandwich ကြည့်တယ်လို့ပြောပဲ။အဲ့တော့ try ကြည့်မယ်ပေါ့နော် sign ကိုပြောတာ။ okay အဲ့ဒီပုံစံနဲ့တူတယ်။ဒီအချိန်မှာလည်းဒီတိုင်းပဲကျွန်တော်တို့ ubuntu ကိုကျွန်တော်ကျွန်တော်တို့ရဲ့ computer မှာ installation မလုပ်ခင်မှာကျွန်တော်စမ်းပြီးတော့သုံးကြည့်ကြင်တာ။အဲ့တော့ installation လုပ်ပြီးသွားတော့မှ sorry လို့ပြောလို့မရဘူး။အဲ့တော့ဘာလုပ်ရမလဲ။ try ubuntu လေးနဲ့ကျွန်တော်တို့စမ်းသပ်ပြီးသုံးကြည့်မယ်အဲ့တော့ try ubuntu နဲ့တက်လာပြီဆိုလို့ရှိရင် ubuntu ကိုကျွန်တော်တို့ကဟို install လုပ်ပြီးသုံးရတယ်လို့မျိုးဖြစ်သွားလိမ့်မယ်အဲ့တော့ဒီလိုမျိုးသုံးတာကို live လို့လည်းခေါ်တယ်ပေါ့နော်အဲ ubuntu ကို live သုံးကြည့်ပါလားလို့ပြောတာ ਨੇ အတူတူပဲပေါ့အဲ့တော့ try ubuntu မှာရောက်သွားပြီဆိုလို့ရှိရင် try ubuntu မှာကျွန်တော်တို့မလုပ်ကြည့်မလဲဆိုရင် software တွေကျွန်တော်ကစမ်းပြီးတော့ဖြန့်ကြည့်မယ်ညံလားနှေးလားပေါ့ အဲ့ဒါမျိုးပေါ့ဒီ try you band ကတော့ rambo ကနေပြီးတော့လှုပ်လှုပ်သွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ headis ကနေပြီးတော့လှုပ်လှုပ်သွားမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ကဒီမှာ software တွေဖွင့်ကြည့်မယ် program တွေဖွင့်ကြည့်မယ်အဖွင့်ပိတ်တွေလုပ်မယ်ပြီးလို့ရှိရင်သူ့မှာပါတဲ့ feature လေးတွေကိုသုံးကြည့်မယ် setting တွေလည်းဝင်ကြည့်မယ်နောက်တစ်ခုကကျွန်တော်တို့ office suite တွေနဲ့ပတ်သက်ပြီးတော့အဲဖွင့်ကြည့်မယ်ပိတ်ကြည့်မယ်ဒါမျိုးပေါ့ကိုသုံးကျင်တာလေးသုံးမယ် command လေးတွေ run မယ်တခါရလို့ရှိရင်ဒီ try you band ကအဲကျွန်တော်တို့ data တွေပါ backup လုပ်တဲ့အခါမှာလည်းလာသုံးလို့ရတယ် ဥပမာ laptop တစ်လုံး desktop တစ်လုံး server တစ်လုံးကပြတ်သွားပြီပြတ်သွားပြီဆိုလို့ရှိရင် boosted တစ်ချောင်းနဲ့ဒီ train value နဲ့တက်ပြီးတော့ data တွေ backup လုပ်တဲ့အခါမှာလည်းသုံးလို့ရတယ်။နောက်ဆုံးကိုကွန်ပြောရမယ်ဆိုရင်ဒီ train value နဲ့ windows ရဲ့ administrator password တောင်တက်ပြီးတော့ဖြတ်လို့ရတယ်ကျွန်တော်တို့က okay အဲ့ဒါကြီးလည်းလုပ်လို့ရတယ်ပြီးလို့ရှိရင် storage တွေကိုလည်းဒီမှာ manage လုပ်လို့ရတယ်ဒီ train value နဲ့တက်ပြီးတော့ဗောနော်အဲ့တော့သူ့မှာသုံးလှုပ်ဆောင်မှုအတွက်ကလှုပ်ဆောင်ချက်တွေအများကြီးလုပ်လို့ရတယ်ကျွန်တော်တို့က ubuntu ပေါ်မှာစမ်းတက်ပြီးတော့ အသုံးပြုခြင်းနဲ့ command တွေ run ခြင်းနဲ့ယာယီသုံးခြင်းနဲ့ဆိုရင်တော့ try ubuntu နဲ့သုံးလေးရှိပါတယ်ဒါကတော့ try ubuntu အကြောင်းကိုပြပြသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်